မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ကကြတော့ bami.ai ရဲ့ founder ကိုထိုက်ပဲဖြစ်ပါတယ်အခုကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကကြတော့လက်ရှိမှာကျွန်တော်ဒီ view tree ရေးပန်းစားနေတယ်ပေါ့နော်အဲ့ဒီ view tree နဲ့ပတ်သက်ပြီးတော့ကျွန်တော်မှာ account တွေဝယ်ယူအားပေးကြတယ်ဝယ်ယူအားပေးကြတဲ့အနေထားမှာလည်းလက်ရှိမှာကျွန်တော်ဈေးကိုအတက်တာဆုံးအနေနဲ့ဒီ customer တွေကိုပေးနိုင်အောင်လို့ကျွန်တော်စူးစမ်းပြီးတယ်နောက်တစ်ချက်ကကြတော့ကျွန်တော်စီလာဝယ်တဲ့မိတ်ဆွေတိုင်းကိုအခုဆိုရင်ကျွန်တော်ကဒီ caption လေးတစ်ခုနဲ့ကျွန်တော်ကပို့ပေးတယ်ပေါ့နော်အဲ့ caption ကကြတော့ကျွန်တော်အာမခံနဲ့လုံးဝမရောက်ဘူးဆိုတာကိုကျွန်တော်ကနေပြီးတော့ ကျွန်တော်စီလာတဲ့ customer တွေကိုကျွန်တော်အဲ့လိုမျိုးပြောပြီးတော့မှပဲကျွန်တော်အကောင့်တွေကိုကျွန်တော်ရောင်းချပေးနေတာပဲဖြစ်ပါတယ်။ဘာလို့ကျွန်တော်ဒီစကားပြောရလဲဆိုရဲအပိုင်းလေးကိုအခုဆက်ပြီးတော့ကျွန်တော်ရှင်းပြပေးပါမယ်။ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့ကဒီအခုလက်ရှိကျွန်တော်ဆိုရင်ထိုင်းမှာနေတယ်ပေါ့နော်။ကျွန်တော်ရဲ့ဒီဖုန်းထဲကနေပြီးတော့ကျွန်တော်ကအာတရားဝင်ဖွင့်ထားတဲ့ Gmail account တခုကျွန်တော်ရဲ့ဖုန်းနံပါတ်အတစ်ဖြစ်နေတဲ့နံပါတ်နဲ့ကျွန်တော်ကဒီ Gmail account တခုကိုကျွန်တော်ဖွင့်လိုက်တယ်။မှန်မှန်ကန်ကန်ဖွင့်လိုက်တယ်။အာပြီးရင်တော့ VPN လည်းကျွန်တော်မတုံဘူး။ဒီတိုင်းတုံးဆွဲတာ။ တို့ပြင်မဲ့ကျွန်တော်နောက်ထပ် device တစ်ခုကျွန်တော်ရဲ့ဖုန်းတစ်လုံးမှာကျွန်တော်ကအဲ့ဒီ GB အတွက်ကိုဒီထဲကိုထည့်လိုက်ရခါကျရင်အမှပြဿနာတစ်ခုစအဲ့ပြဿနာကကြတော့ဗာလဲဆိုတော့ verification လုပ်ခိုင်းတဲ့ပုံစံမျိုးပေါ့နော်ဒီဘက်ဖုန်းမှာအကောင့်ရိုက်ထည့်လိုက်တဲ့အချိန်ကြာလို့ဆိုရင်ကျွန်တော်တို့ရဲ့ official တုံးတဲ့ဖုန်းမှာချက်ချင်းတော့ဒီတက်တယ်ဒါလူတိုင်းအားလုံး GB နဲ့ပတ်သက်ပြီးတော့နားလည်မယ်လို့ထင်ပါတယ် အဲ့တော့ဒီဘက်မှာ naughty တက်တဲ့အခါကျရင်တခါတလေကြာရင်ဒီဘက်ကနေပြီးတော့ဒီ location အတစ်တစ်ခုကနေဝင်နေတယ်ဆိုတာပေါ်တဲ့အခါကျရင်ကျွန်တော်တို့က yes နဲ့ပြလိုက်လို့ဆိုရင်ဒီဘက်မှာ approve ဖြစ်သွားတယ်။အဲနောက်တစ်ခုကကြာတော့ကျွန်တော်တို့အကနန်းလေးတွေပေါ်တယ်ပေါ့နော်။အဲ့ကနန်းလေးတွေကိုမှကျွန်တော်တို့ကဒီဘက်မှာကနန်းက၃ငါးပေါ်တယ်ဆိုရင်ဒီဘက်ကနေပြီးတော့ကျွန်တော်တို့ကလည်းအဲ့ဒါ၃ငါးကိုယူပြီးတော့နှိပ်ပြီးတော့မှဒီဖုန်းမှာ login ဖြစ်တယ်။အဲ့ဒါဆိုရင်သူကတရားဝင်၃ဆွဲတဲ့ညီစနစ်လို့ခေါ်တယ်။ဘာ short မှလည်းမရှိဘူး။အကောင့် ဒီလော့ကျသွားတာမျိုးလည်းမရှိဘူးနောက်ဆုံးဒီဘက်မှာဝင်ဒီလို့မတင်ကားလို့သူကနေပြီးတော့ဖုန်းနံပါတ်နဲ့ကောင်းမယ်ဆိုရင်လည်းကျွန်တော်ကအဲ့ဒီဖုန်းနံပါတ်ကို officially တုံးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်က SMS လာကြမယ်အဲ Google ကပို့ပေးတယ် OTP လာကြရင်အဲ့ဒီနံပါတ်ကိုကူးထည့်လိုက်တာနဲ့ဒီရတော့မယ်အဲ့တော့ဆိုလိုတဲ့သဘောတရားကကျွန်တော်တို့ကဒီ policy တွေကိုနားလည်တာတဲ့ခါကြလို့ဆိုရင်ကျွန်တော်တို့လက်ရှိတုံးဆွဲနေတဲ့အရာကတရားဝင်လားတရားမဝင်လားဆိုတာမိတ်ဆွေတို့ခံမှန်းလို့ရမှာဖြစ်ပါတယ် ဒီတော့ကျွန်တော်တို့လက်ရှိ Google ကနေပြီးတော့သူ့ရဲ့ဒီ VOT နဲ့ပတ်သက်တဲ့ service ကိုသူတို့က promotion ပေးတဲ့အနေနဲ့ AI Pro License တခုကိုသူက free ပေးတယ်။ဒါကိုကျွန်တော်တို့တွေကစတင်တုံးဆွဲပြီးတော့သူ့ရဲ့ဥစ္စာကို free ရအောင်တုံးဆွဲဖို့တော့ account တွေကိုကြော်ခွာပြီးတော့ဖွင့်တယ်။တချို့ကြတော့လည်း education account တွေဖွင့်ပြီးပြီးတော့အဲ့လိုမျိုးတွေလုပ်တယ်။ဒါပေမဲ့တကယ်တကယ်ရေရှည်မှာ အကောင့်ဖွင့်ရတာအရန်ကိုခက်ခဲမှုရှိတယ် step by step သွားတဲ့အပိုင်းတွေနောက် VPN ဝယ်သုံးရတာမျိုးအများကြီးပေါ့နော်ကျွန်တော်ဒီမှာထိုင်းကနေပြီးတော့ Gmail account တိတူထပ်ပြီးဖွင့်နေချိန်မှာလည်းဖုန်းနံပါတ်ကမဖြစ်မနေတောင်းတယ်အဲ့တော့ပုံမှန်အားဖြင့်ဆိုရင်ကျွန်တော်တို့ဒီကနေ့ account ဖွင့်တဲ့အခါကျရင်ဖုန်းနံပါတ်ကိုတောင်းတယ်ဖုန်းနံပါတ်တောင်းတဲ့အခါကျတော့အမှ US location နဲ့ကျွန်တော်တို့ကဖုန်းနံပါတ်နဲ့ထည့်ပေးရတယ်ပထမဆုံးကျွန်တော်ကဒီ VPN ကိုကျွန်တော်ဝယ်သုံးတယ်ဝယ်သုံးတဲ့အတွက်ကြောင့် VPN ကို USA location နဲ့ကျွန်တော်ကဖွင့်လိုက်တယ် ဒါမေးဆွေတို့ကိုကိုယ်တိုင်ခွင့်ချင်နေသူဆိုရင်အခုကျွန်တော်ပြောပြတဲ့နီလန်ကိုမေးဆွေတို့တဆင့်ချင်းစီတွားလို့ရမှာအဲ့တော့ကိုကိုယ်တိုင်ခွင့်ချင်နေသူတွေဆိုရင်ပထမဆုံးတစ်ချက်ကကြတော့ကျွန်တော်တို့ကဒီ VPN ကိုအွန်မေးရမယ်ဒီ location ကိုအမှန်ယူပြီးတော့ဒီ United State ပေါ့နော်အဲ့လိုမျိုးယူပြီးတော့ကျွန်တော်တို့က US location နဲ့ VPN ကိုအွန်မေးရမယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့အမှ Gmail ကို create လုပ်မယ်အ VPN ကိုတရားစစ်မယ် okay ပြီဆိုရင်ကျွန်တော်တို့ Gmail ကို create လုပ်မယ်အဲ့ချိန်တိုင်းတို့ကဘာတောင်းမလဲဆိုရင်ဖုန်းနံပါတ်တောင်းမယ် တချို့မြန်မာပြည်ကဖွင့်တဲ့သူတွေကကြတော့ဘာဖုန်းနံပါတ်မှမတောင်းဘူးလို့တော့ပြောကြတယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ဖွင့်တဲ့အချိန်တိုင်းမှာဖုန်းနံပါတ်တောင်းတယ်တောင်းတဲ့အတွက်ကြောင့်ကျွန်တော်ကနေပြီးတော့အဲ့ဒီမှာဒီအာ test viewer.com ဆိုတဲ့ website ရှိတယ်အဲ့ဒီ website မှာယာယီဖုန်းနံပါတ်ကိုကျွန်တော်ကတွားဝဲတယ် free ရတဲ့ website တွေမှာကကြတော့သူက gmail account ထူရပါတယ် ဲ့လိုကြီးမေးကောင်းတူရွာပြီးတဲ့အချိန်ကြာမှကျွန်တော်တို့ကစောနာက ထပ်ပြီးတော့လုံရမယ်အပိုင်းတွေက Google One ကနေတွားပြီးတော့ကျွန်တော်တို့ကသူ့ရဲ့ license ကိုတွားပြီးတော့အတီးပြုတ်ဖို့တော့တွားရမယ်အဲ့လိုတွားတဲ့အချိန်ကြာရင်လည်းဘာထပ်လို့လဲဆိုတော့ကျွန်တော်တို့က visa card တွေလိုတယ်မာစတာကတ်တွေလိုတယ်ဒီကတ်တွေမရှိဘူးဆိုလဲကျွန်တော်တို့ကအဆင်မပြေပြန်အောင် ီတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ကဒီကိုယ့်ရဲ့ officially ကတ်ကိုတုံးမလားကိုယ့်ရဲ့ officially ကတ်ကိုတုံးတာကကြာတော့ကျွန်တော်တို့အခုလိုမျိုးစာပြပေးတဲ့ခါကျရင်ကိုယ့်ကတ်လော့ကျသွားတယ်ဆိုရင်နောက်ပိုင်းကျရင်ကိုယ်ကိုယ်တိုင်ကမဝယ်တုံးလို့မရတဲ့ kiss မျိုးတွေဖြစ်နိုင်တယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကအဲ့ဒီမှာလည်း virtual ကတ်တွေကိုပြန်ပြီးတော့ဝယ်ပြီးတုံးရတယ်အဲ့လို virtual ကတ်ကိုဝယ်တုံးမှုအတွက်ကလည်းတက်ဆိုင်တဲ့ website မှာတွားပြီးတော့တွားဝယ်တဲ့ခါကျရင် cryptocurrency တွေနဲ့ပေးရတာရှိတယ် ကျွန်တော် USDT လို့နဲ့ငွေချေရတယ်။တွားပြီးတော့ free တွားယူတဲ့သူတွေကကိုတူတယောက်လည်းမဟုတ်အများကြီးပဲ။အခုဖုန်းနံပါတ်တစ်လုံးဆိုရင်အဲ့ဒီဖုန်းနံပါတ်တစ်လုံးကသူကဒီတောက်လျှောက်သူ့ရဲ့ dashboard မှာပြေးသွားတာ။အဲ့တော့မှကွာအဲ့ဒီဖုန်းနံပါတ်ကိုစောင့်ကြည့်ရတာတခုပြီးရင်ကိုကယူလိုက်တယ်ပြီးရင်ကုတ်ကမကြ။ပြီးရင်တခြားသူတွေရဲ့ကုတ်တွေကြတာကိုကယူထည့်တယ်မားတယ်အဆင်မပြေတာတွေကများတယ်။ network လောက်အချိန်ကုန်သွားလို့တော့မှဘာမှဖြစ်လာမှာမဟုတ်ဘူးကော။ ဲ့ဒီအတွက်ကြောင့်ကျွန်တော်ကနေပြီးတော့ပတ်စံကုန်ခံပြီးတော့ဒီတက်ဆိုင်တဲ့ website တွေမှာတွားပြီးတော့ယာယီဖုန်းနံပါတ်ကိုဝင်လိုက်တယ်။အဲ့ဒီယာယီဖုန်းနံပါတ်ရလာတဲ့ဥစ္စာအမှဆောနာက Google account ဖွင့်တဲ့အချိန်မှာအဲ့ဒီ Google account ထဲမှာထည့်တယ်။အဲ့တော့အဲ့လိုထည့်လိုက်တဲ့အချိန်မှာ Google ကနေပြီးတော့စံကုန်လုပ်လိုက်တဲ့အချိန်ကျတော့ဆောနာကယာယီဝင်လာတဲ့ website တွေမှာသူကဒီ one time password အနေနဲ့ OTP တွားကြတယ်။အဲ့ဒီ OTP ကိုယူပြီးတော့ထည့်လိုက်တဲ့အချိန်ကျတော့ကျွန်တော်တို့မှာ US location နဲ့အာ Bitcoin လို့လည်းငွေချေရတယ်။ ကျော်တို့ဘန်ကက်နဲ့လောင်ချီလို့မရပဲနဲ့အဲ့လိုမျိုးချီရတဲ့အပိုင်းနေရှိတယ်။ပြီးရင်အနည်းဆုံး10ဒေါ်လာထည့်ရတယ်။ပြီးရင်ကျွန်တော်တို့ကဒီဘိုင်းနက်ကနေလည်းဒီငွေလွှဲတဲ့ခါကျရင်တူက exchange fee တွေကလည်းထပ်ယူတယ်။ကုန်ကြမ်းစင်းတွေထပ်ယူတယ်။အနည်းဆုံး10ဒေါ်လာမှလွှဲလို့ရမယ်ဆိုတဲ့အပိုင်းနေလည်းတွားတယ်။ဒီလိုမျိုးတွေစင်းစင်းနေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကနေပြီးတော့ဒီစာပြေပြန်ပြည်တဲ့အချိန်ကျရင်အကောင့်တစ်ခုရဖို့တော့ကိုအချိန်လေးကြာတယ်။နောက်ပိုင်းကျတော့ဘလူးတွေဖြစ်လာလဲဆိုတော့ limited version ပုံစံမျိုးလုံးဖြစ်လာတယ်။ အကောင့်ဖွင့်ဖို့ကြာလာတယ်အခက်ခဲလေးရှိတယ်တခါတလေအကောင့်နာရသွားတယ်ကျွန်တော်တို့ကအဲ့ဒီဗီဇာကတ်တွေပါလေအကုန်လုံးချိန်တယ်ဒါပေမဲ့အာကျွန်တော်တို့ဒီဝစ်တွေပါလေထဲမှာတုံးလို့ရတယ်တို့ပေမဲ့ flow ထဲမှာ credit တစ်ထောင်မပါတော့အဲ့ဒီ case တွေကစားရှိတယ်ဒါဆိုရင်မိစုတို့ကိုယ်တိုင်ဖွင့်မှုတဲ့သူဆိုရင်နားလည်မေလို့ကျွန်တော်ကတော့ယုံကြည်မိပါတယ်ဒီတော့ကျွန်တော်တို့ကအဲ့လိုလှုပ်ဆောင်တဲ့အစဉ်အဆက်ကိုကျွန်တော်တို့ကတွားပြီးပြီဆိုတော့မှနောက်ဆုံးအကောင့်ရလာတယ်အကောင့်ရလာတဲ့ခါကျရင်လေဝင်တဲ့ခါကျရင် အများစုကဘာကြောင့်လော့ကြလဲဆိုတော့ device နှစ်ခု၃ခုဝင်လာမျိုးတွေဖြစ်တယ်ဆိုလိုတာကကျွန်တော်ကဒီ account တစ်ခုရလာအဲ့ဒီ account တစ်ခုရလာတဲ့ဥစ္စာကို VPN ခံပြီးတော့ကျွန်တော်တို့ကတုံးတဲ့ခါကြလို့ဆိုရင် device တစ်ခုတည်းမှာပဲတုံးပေးပါ device တစ်ခုတည်းမှာတုံးနေဆိုရင်တော့တော်ရုံနဲ့ရုံတို့က verify ပြန်ထုတ်ခိုင်းဖို့ကတော်တော်လေးကိုနည်းပါတယ်အာအကယ်၍ကိုကကွန်ပျူတာမှာဝင်လာပြီးတော့ဖုန်းကနေပြီးတော့ထပ်ပြီးတော့အဲ့ဒီ account ကိုဝင်လိုက်တဲ့ဆိုရင်အဲ့ဒီမှာတူက verify ပြန်တောင်းတယ်အဲ့ဒီတူတောင်းတဲ့ verify ဖုန်းနံပါတ်ကိုကိုကပေးနိုင်တယ်ကုန်နံပါတ်ကိုပေးနိုင်တယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီအကောင့်က automatic အထဲကိုရောက်ပါမယ် clear ဖြစ်တယ်ပေါ့နော်ဘာမှမဖြစ်ဘူးကွန်မန်ကန်နေဆိုတာကိုဒီအတီးပြုတ်လိုက်ရုံပဲဒါပေမဲ့အခုလက်ရှိဖြစ်နေတဲ့ case တွေကကြတော့ကျွန်တော်တို့အဲ့ဒီအဆင့်မှာတွားပြီးတော့တိုက်တယ်အဲ့ဒီအဆင့်ကလည်းစောနာကနအူးဆာမှာကျွန်တော်ပြောလို့လို့ပဲကျွန်တော်တို့ကဒီ Gmail account တစ်ခုရဖို့အတွက်ကိုယာယီဖုန်းနံပါတ်လိုတယ်အဲ့ဒီယာယီဖုန်းနံပါတ်ကလည်းတူကတစ်ဖက်မှာတွားပြီးတော့ဝယ်ပြီးတော့တောင်းရတယ် ဝယ်ပြီးတုံးရတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဖုန်းနံပါတ်ကတစ်ချိန်ပဲတုံးဝင်တယ်အခုလိုမျိုးဒီသူတို့ policy ကနေပြီးတော့ automatic စနစ်နဲ့ account ဒီမှာလဲဝင်လာတယ်ဒီမှာလဲဝင်လာစူပါစို့ဗျာကျွန်တော်တို့ကဒီ account ကိုတုံးမှုအတွက်ကိုကွန်ပျူတာမှာကလည်း VPN ခံပြီးတော့ location ကတော့ new ရောက်ဆိုပြီးတော့ location ခံလာတယ်ပေါ့အဲ့တော့ဖုန်းကနေပြီးတော့လဲ VPN ထပ်ခံပြီးတော့ဝင်လိုက်တယ် location ကလည်း US location ပဲတိုးပေမဲ့ new ရောက်မဟုတ်တော့ဘဲနဲ့ဒီပိနေတခု ထပ်ပြီးတော့ဖြစ်နေတယ်ပြီးတော့သူ့ရဲ့ ID အဲ့အတွက်တရားမတူဘူးဆိုတာနဲ့ system ကနေပြီးတော့သူ့ရဲ့ဒီ Google ရဲ့ policy အရာဒါမတမာသူတုံးဆွဲနေဆိုရဲပုံစံမျိုးနဲ့သူတို့ကနေပြီးတော့ချက်ချင်း verify လုပ်ခိုင်းတာဖြစ်ပါတယ်အဲ့လို verify ပြီးလုပ်ခိုင်းတဲ့အခါကျရင်အကောင့်ကကျွန်တော်တို့ကဘာမှလုပ်လို့မရတော့ဒီ sona ကဖုန်းနံပါတ်ကမရှိဘူးကျွန်တော်တို့ကအဲ့ဒီဖုန်းနံပါတ်ကတစ်ချိန်ပဲကျွန်တော်တို့အသုံးပြုခွင့်ရတာဖြစ်တဲ့အတွက်ကြောင့်လက်တလုံးမှာကြုံနေရတဲ့ပြဿနာကအဲ့ဒီအတွက်ကြောင့်ဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ကအကောင့်တွေပါတွေဝယ်ပြီးပြီဆိုရင် အဓိကလောက်ရမယ့်အပိုင်းကကြတော့ VPN ကိုမကြစေဘူးရယ် VPN data တုံးဖို့ရယ်နောက်ပြီးတော့ကျွန်တော်တို့ကဒီ tools စီရရတဲ့ tools တွေကိုရတဲ့မြအကုန်လုံးကိုမြန်မြန်ဆန်ဆန်တုံးဆွဲဖို့ရယ်ပေါ့နော်အဲ့ဒါလေးတွေအရေးကြီးပါတယ်အာနောက်တစ်ချက်ကျွန်တော်တို့ပြောရမယ်ဆိုရင် sonar ကလိုမျိုး12ခုမှတွားပြီးဝင်လိုက်တဲ့ခါကျရင် log ကြတဲ့ခါကျရင်ကျွန်တော်တို့ကဘာမှလုပ်လို့မရတော့ကူပါကယ်ပါလေးလုပ်လို့မရတော့ကိုယ့်ရဲ့ officially က log ကြခဲ့တယ်အခုကျွန်တော်ဆိုရင်ကျွန်တော်တုံးနေတဲ့ officially account က log ကြခဲ့တယ်ဆိုရင်ကျွန်တော်ပြန်လိုက်လို့ရတယ် ဘာလို့လဲဒီ account ကိုကျွန်တော်ဖွင့်တဲ့အချိန်မှာမွေးနေ့အမှန်ထည့်ထားတယ်ကျွန်တော်ရဲ့ profile အမှန်ဖြစ်တယ်အဲဒီ account နဲ့ပဲကျွန်တော်ကနေပြီးတော့နောက်ထပ် YouTube ဝင်ကြည့်လာပဲဖြစ်ဖြစ် YouTube မှာ creation လုပ်တာပဲဖြစ်တင်ပြခါတွေလည်းကျွန်တော်ကပါဖြစ်တယ်သုံးတဲ့သုံးဆွဲတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီဒီထဲမှာတုံးထားတဲ့ recovery email address တွေပြီးရင်ဖုန်းနံပါတ်တွေအကုန်လုံးကကျွန်တော်မှာရှိနေတဲ့အတွက်ကြောင့်နောက်ဆုံးကျွန်တော်တို့ကအယူခံပြန်ဝင်တယ်ရက်ကာဘာကြီးပြန်လိုက်တယ်ဆိုရင်တော့မှကျွန်တော်တို့က မှန်ကန်ကြောင်းကိုကိုယ်စီကနေ ID ပြီးပို့တာပါလားဆိုရင်အကုန်လုံးကိုတရားဝင်ပို့လို့ရမှာပဲဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့ကျွန်တော်ပြောပြချင်တာကလက်တလုံးမှာကျွန်တော်တို့ကကြောခွာပြီးတုံးတယ်။သူတတ်မှတ်ထားတဲ့နိုင်ငံပေါင်း80ထဲမှာထိုင်းနိုင်ငံလည်းပါတယ်။တိုးပေမဲ့ထိုင်းနိုင်ငံကဖွင့်တဲ့ account တွေလောက်မှာ credit မရဘူးဆိုရင်မိတ်ဆွေတို့မြန်မာနိုင်ငံကနေတဲ့သူဆိုပို့ဆိုပြီးပြီးတော့ကျွန်တော်တို့လက်ရှိတုံးဆွဲနေတဲ့ဥစ္စာမှာလည်းတချို့ဗီဒီယိုတွေဆိုရင် error တက်တဲ့အပိုင်းလေးတွေရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီ ဗီဒီယို creation လုပ်တဲ့အချိန်ကျရင်အတိုင်မပါတာမျိုးတွေမြန်မာစကားပြောမထွက်တာမျိုးတွေဒါက error ဖြစ်တာပဲ error လည်းဖြစ်တယ်နောက်တစ်ခါကျတော့မြန်မာတော့ spooling ကောင်းမပေးသေးတာလည်းဖြစ်တယ်ဒီ website တစ်ခုထဲမှာသူကပေါင်းထားတာကဂျမနိုင်းရဲ့ဥစ္စာတွေတုံထားတယ်ပြီးရင်နောက်ကျွန်တော်တို့ဒီသူရဲ့ wish ရဲ့ဥစ္စာရဲ့နောက်ကျွန်တော်တို့ flow တွေပေါ့နော်အဲ့ဒီဟာကြီးအကုန်လုံးမှာလည်းသူက platform တစ်ခုနဲ့တစ်ခုကမတူဆိုလိုတာကအခု width ထဲမှာကျွန်တော်တို့မြန်မာစာနဲ့ရေးပြီးတော့ပုံပါညာဖန်တီးလို့အကုန်ရပြီမဲ့ဒီ Gemini ထဲမှာ ကြာရင်ဖန်တီးတဲ့ခါကျရင် error တက်တာမျိုးတွေရှိတတ်တယ် flow ထဲမှာဖန်တီးတဲ့ခါကျရင် error တက်တာမျိုးတွေရှိတတ်တယ်ဒါတွေမိတ်ဆွေတို့နားလည်ထားမယ်ဆိုရင်အခုကျွန်တော်ဘာကြောက်ကျွန်တော်ရောင်းချတဲ့အချိန်ကျရင်အမမခံရလေဆိုရက်အရာကိုမိတ်ဆွေတို့တဘောပေါက်နားလည်မယ်လို့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်နောက်ထပ် video ကြားလို့ဆိုရင် VPN နဲ့ proxy နဲ့ကွာချားတဲ့ပုံစံတွေကိုကျွန်တော်ထပ်ပြီးမိတ်ဆွေတို့ sharing လုပ်ပေးပါမယ်ကျွန်တော်မှာလက်ရှိ view 3နဲ့ပတ်သက်တဲ့ဥစ္စာကိုတုံးကျင်တယ် line စင်ကြီးလေးကိုဝယ်ချင်တယ်ဆိုရင်အကောင့်လေးဆက်တွေ့ပြီးတော့မာယူနိုင်မှာပဲဖြစ်ပါတယ်အားလုံးကျေးဇူးများရေးတင်ပါတယ်